နော်ဒေတာရင်းနဲ့နိုင်ငံတကာဈေးကွက်များချိတ်ဆက်ခြင်းအဲကျမတို့ဒီဒီဈေးကွက်တွေလည်းချိတ်ဆက်ရမယ်နော်အခြေခံအဆောက်အအုံလည်းတည်ဆောက်ရမယ်အဲနိုင်ငံအတွင်းပိုင်းကနေနေဆဒေတာများလို့ချင်းကပ်ဆောင်ရွက်ခြင်းအဲ့ဒါကတော့ကျမတို့နိုင်ငံရဲ့အခြေအနေရပါရှင်ဥပမာကျမတို့ BRI လို့ပြောလို့ရှိရင် BRI ရဲ့အစိတ်ပိုင်းမြန်မာပြည်မှာဆိုရင်တရုတ်မြန်မာစီးပွားရေးစီးပွားရေးစင်ကြံဖြစ်ပါတယ်အဲ့ဒါဒီကုမင်းကနေပြီးတော့တဆင်ကျမတို့ဒီမူဆယ်ကနေပြီးတော့မန္တလေးအဲမူဆယ်ကနေမန္တလေး ပြီးမန္တလေးကနေကြောက်ဖြူပြီးလို့ရှိရင်မန္တလေးကနေရန်ကုန်ပေါ့နော်အဲဒီလိုမျိုးလေးခွဲခြားမယ်ဆိုအပိုင်း၃မိုင်းပါတာဖြစ်ပါတယ်အဲ့အပိုင်း၃မိုင်းကိုကျမတို့မန္တလေးမြို့ကနေစပြီးတော့မှငလျင်လဲလှုပ်ထားတဲ့အတူတူပြန်လဲတီထောင်ရေးပေါ့နော်ဒီမန္တလေးငလျင်ကြီးပြန်လဲတီထောင်ရေးကိုဒီမန္တလေးမြို့ကနေစပြီးတော့မှမန္တလေးကနေမူဆယ်ဘက်ကိုတိဆောက်သွားမယ်မန္တလေးကနေကြောက်ဖြူဘက်ကိုတိဆောက်သွားမယ်မန္တလေးကနေရန်ကုန်ဘက်ကို ဒီအခြေခံအဆောက်အုံတွေတိဆောက်သွားမယ်ဆိုလို့ရှိရင်ဒီငလျင်ကြီးမန္တလေးငလျင်ကြီးပြန်လဲထူထောင်ရေးလဲဖြစ်တယ်လို့ပဲအဲတပြိုင်နက်ထဲမှာလဲကျွန်တော်တို့ဒေတာတွင်ချိတ်ဆက်မှုတွေကောင်းသွားမှာဖြစ်ပါရှင့်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံဟိုပေါ့နော်ဟိုမြောက်ကနေတောင် ဖြတ်ထားတာပေါ့အဲသို့တော်လဲကျွန်တော်တို့ကအရှိအနောက်လဲဖြတ်ဖို့လိုပါတယ်ရှင့်အရှိအနောက်ဆိုတာကျွန်တော်တို့အိန္ဒိယနဲ့ပေါ့နော် အဲအိန္ဒိယရယ်မြန်မာရယ်ထိုင်းရယ်ပေါ့အေရှန်ဟိုင်းဝေးတွေအဲဒါမျိုးတွေဆောင်ရွက်ခြင်းအပြင်ကျမတို့မြန်မာနိုင်ငံရဲ့မြေပုံကိုကြည့်လိုက်လို့ရှိရင်နောက်ပိုင်းမှာကျမတို့ CEC ကိုစော်မျိုးလဲပြောမှာဖြစ်ပါတယ်ရှင်မြေပုံနဲ့ပြမှာဖြစ်ပါတယ်ဆိုလို့ရှိရင်အရှိအနောက်ဇင်းကြံလဲကျမတို့လုပ်မယ်တောင်မြောက်ဇင်းကြံလဲလုပ်ခြင်းအပြင်မြန်မာနိုင်ငံမှာကနေပြီးတော့မှကျမတို့ transit trade ပေါ့နော် transit trade လုပ်နိုင်အောင်ပေါ့ရှင်အဲဒါလေးဆောင်ရွက်ခြင်းတာဖြစ်ပါတယ်ရှင်ကျမမိထီလာသွားတော့လဲအဲ့ဒါလေးပြောဖို့ပါတယ်အဲကျမတို့ uh, PDF တွေတောင်မှ gate ဖွင့်ပြီးတော့မှဟိုဒီကြီးပွားနေတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးကြီးကို transit trade လို့လုပ်လိုက်လို့ရှိရင်အဲ transit trade ကြီးလို့မြန်မာနိုင်ငံကို transit trade ကြီးလို့လုပ်လိုက်ပြီးလို့ရှိရင်တရုတ်ပြည်ကဒီကမ္ဘာရဲ့အဲဆက်ယုံကြီးဖြစ်နေတာပေါ့နော်ဆိုလို့ရှိရင်တရုတ်ပြည်ကကုန်ပစ္စည်းတွေအကုန်ရဲ့ တရရခိုင်နှုံးတဆယ်ရခိုင်နှုံးလောက်ကျွန်တော်တို့မြန်မာပြည်ကိုဖြတ်ဖြတ်ပြီးတော့မှကြောက်ဖြူရေးနဲ့စိတ်ကန်းနေပြီးတကဘာလုံးကိုချိတ်ဆက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရတော်တော်လေးနစ်စင်ဝင်ဝင်ရမှာဖြစ်ပါလေရှင့်အဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့မြန်မာတွေပြောတာမြန်မာတွေကတဘာဝတရားစာတတွေမြန်မာနိုင်ငံကပေါများတယ်ဆိုတော့ဘလောက်ပဲပေါများပေါများတွင်းတွင်းနဲ့တစ်ချိန်ကျရင်တော့ကုန်သွားမှာဖြစ်ပါလေရှင့် မကုံနိုင်တာကတော့ကျမတို့မြန်မာနိုင်ငံတည်နေရဖြစ်ပါတယ်ဒီနေရာမှာပဲတည်နေတဲ့အတွက်ကျမတို့ကခုနကလိုတရုတ်မြန်မာစီးပွားရေးစင်ချန်နော်ကလတန်မြစ်ဝမ်းစင်မန်ကိန်းပြီးလို့ရှိရင်အိန္ဒိယမြန်မာအဲထိုင်းကျမတို့သုံးနိုင်ငံသုံးနိုင်ငံဟောပေါ့နော်ဒီဒီဆက်သွယ်မှုတွေလှုပ်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကဒါစားလို့တောက်လို့မကုန်နဲ့ဒါတားဆင်မြေဆက်ဝင်ငွေရနိုင်တဲ့ဒါနိုင်ငံနိုင်ငံစီးပွားရေးလုပ်ငန်းအကြီးကြီးဖြစ်ပါတယ်ရှင် ဆေးစုပါအဲအဲ့ဒါကတော့ကျမတို့ကျမတို့ဘာဘာကြောင့်ပြည်ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတင်တာလဲဆိုတော့ကျမတို့ဓာတ်တွေလှုပ်ချင်တာပေါ့နော်ဆိုလို့ရှိရင်ခုနကပြောတဲ့လူထုဘဝအထူးကလူတိုင်းအတွက်ဝင်ငွေလူတိုင်းအတွက်အလုပ်ကိုင်းလူတိုင်းအတွက်အနာဂတ်ဒါကျမတို့2020တုန်းကဆောင်ဖို့ဖြစ်ပါတယ်အခုတော့လူထုဘဝအထူးကငိမ့်ချမ်းလုံခြုံစွာကြီးပွားကြငိမ့်ချမ်းလုံခြုံဖို့ဆိုလို့ရှိရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့လည်းအရေးကြီးပါတယ်။နောက်ပြည်သူလူထုနဲ့အချင်းချင်းချစ်ခင်ရင်းနှီးဖို့စီးလုံးညီညွတ်ဖို့ပြည်သူနဲ့အစိုးရနဲ့ယဉ်ကြားဆဲဖို့ပေါ့နော်ဒါတွေအရေးကြီးပါတယ်ရှင်။နောက်ဒုတိယပိုင်းအနေနဲ့တော့ကျွန်မဂရိကဝတ်၅ရက်နဲ့ရက်တရာလုပ်ငန်းစဉ်ပေါ့နော် ကျွန်မတို့ကဒီရက်တရာလုပ်ငန်းစဉ်ရဲ့တနှစ်စီမံချက်ရဲ့၅နှစ်စီမံချက်ရဲ့ဆိုပြီးတော့မှကျွန်မတို့စာအုပ်ထဲမှာထည့်ပြီးရေးဆွဲထားတာဖြစ်ပါတယ်ရှင်။ဂရိကဝတ်၅ရက်ကတော့ နံပါတ်၁ကတော့ခုနလည်းအကျယ်တဝင့်ပြောပြီးဖြစ်တဲ့အတွက်ကုံစင်းနှုံးကိုအမြန်ဆုံးကြဆင်းစေပြီးပြည်သူများရဲ့ချက်တဲမှုအမြန်ဆုံးဖြေရှင်းပေးခြင်းနဲ့ဒါကျွန်တော်တို့ရဲ့ဂတိဖြစ်ပါတယ်။နောက်ဒုတိယကတော့အလောက်ကိုင်းခွင့်လန်းတဲ့အနေဆုံးလောက်ခလာစာနှုံသားတွေကိုသုံးပွင့်ဆိုင်ညှိနှိုင်းရေးကိုကျွန်တော်တို့ချက်ချင်းပေါ်ဆောင်ပေးမှာဖြစ်ပါတယ်။နောက်လူသားချင်းစာနာမှုအထောက်ပံ့အမြန်ပေးပြီးလို့ရှိရင်ဘေးလွန်နဲ့ပြိပခလွန်ပြန်လည်ထူထောင်ရေးတွေကိုကျွန်တော်တို့ဦးစားပေးသွားမှာဖြစ်ပါတယ်။ နံပါတ်၄ရတော့လူငယ်တွေအတွက်ကိုအလုတ်ကင်ခွင့်လန်းနေကျွန်တော်တို့အမြန်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်အလုတ်ကင်ခွင့်လန်းကပြည်တွင်းမှာနဲနေပြီးတော့မှနိုင်ငံတကာမှာမှရှိတယ်ဆိုလို့ရှိရင်လည်းနိုင်ငံတကာနဲ့ကျွန်တော်တို့ G2G MOU တွေထိုးပြီးလို့ရှိရင်လွယ်လွယ်ကူကူသွားလို့ရအောင်ပေါ့နော်ဒီအထောက်အထားနဲ့သွားပြီးတော့မှမြန်မာနိုင်ငံသားဆိုတဲ့ဟိုဒီ ဟိုပြပြပရွှေ့ပြောင်းအောင်လဲကျမတို့ဒီ passport ထုတ်ပေးတာတို့ OWIC တို့စသဖြင့်ခုနတင်နန်းနေတို့ဒါတွေကျမတို့လုတ်ပေးချင်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပထဝီစီးပွားရေးမဟာဗျူဟာရေးဆွဲပြီးတော့မှကျမတို့အကောင့်ထည့်ပေါ်သွားမှာပေါ့နော်။ဒါတွေကလိုအပ်နေပါတယ်ကျမတို့အော်ကျမတို့ကိုယ်အင်ကိုယ်အားနဲ့မဆောင်ရွက်နိုင်တဲ့ကိစ္စတွေကိုနိုင်ငံခြား investment တွေခေါ်ပြီးတော့မှကျမတို့တိုင်းပြည်အတွင်းမှာဖွံ့ဖြိုးတိုးတက်အောင်ပေါ့နော်သူတို့တရုတ်ဖက်ဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ် အိန္ဒိယပဲဖြစ်ဖြစ်တခြားဘယ်နိုင်ငံပဲဖြစ်ဖြစ်အဲကျွန်တော်တို့ပြည်တွင်းမှာအခြေခံအဆောက်အုံတွေမှာလာပြီးရင်းနှီးမြှုပ်နှံပြီးသူတို့လည်းတည်ပြန်သွားလို့မရပါဘူးမြန်မာနိုင်ငံထဲမှာပဲကြံခဲ့မှာဖြစ်ပါတယ်เนาะအဲဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်းကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်ရှင့်ဒါကတော့ကျွန်တော်တို့ပါတီကပေးတဲ့ဂရီကဝတ်9ရက်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ရက်တရာလုပ်ငန်းစဉ်တွေဖြစ်ရက်တရာလုပ်ငန်းစဉ်ကတော့ကုန်စင်းနှုံကြဆင်းရေးအတွက် ။နောက်ပြည်သူတွေကိုဓာတ်ရိုက်ထောက်ပံ့တဲ့နည်းလဲကျွန်တော်တို့သုံးပါမယ်။ဝင်ငွေနဲ့အိမ်အောင်စုတွေဓာတ်ရိုက်ထောက်ပံ့မယ်။နောက်တောင်သူနဲ့ကျေးလက်မိသားစုတွေကိုမျိုးမြေရေနည်းပညာနဲ့ချင်းငွေပေါ့နော်။ဒါတွေကိုကျွန်တော်တို့ပို့ပြီးတော့မှပံ့ပိုးပေးအောင်ပေါ့နော်။ချင်းငွေလို့ပြောလို့ရှိရင်ကျွန်တော်တို့ supply chain financing ဆိုတာအဲကျွန်တော်တို့ဒီသွင်းအားစုတွေဝယ်ရင်လည်းချီးပေးလို့ရတယ်။ပြီးလို့ရှိရင်အဲတင်းနံပေါ်လို့ဈေးကျနေတဲ့အချိန်မရောင်းကျင်လို့ရှိရင်လေဈေးကျနေတဲ့အချိန်မှာကျမတို့ကိုတောင်မှာ အဲတင်းနံနေအပေါင်ပစ္စည်းနေနဲ့ထားပြီးတော့မှဒီဈေးကင်ထားလို့ရအောင်ပေါ့နော်ပစ္စည်းကင်ထားလို့ရအောင်အဲကျမတို့တက်ဈေးနဲ့ရောင်းလို့ရအောင်ပေါ့ကျမတို့ warehouse financing ခေါ်ပါလေရှင်ဒီကိုရောင်ထဲမှာပစ္စည်းကိုထားပြီးတော့မှချင်းငွေ ထုတ်ပေးတာအပြီးလို့ရှင် trade financing ကတော့ကျမတို့ဓာတ်တွေကို import export လုပ်မယ်ပေါ့နော်အကူတန်းရောင်းဝယ်မယ်ဆိုလို့ရှိရင်နိုင်ငံတကာလာတာ order များတယ်ကိုကငွေရနည်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ trade အတွက်ကို လိုအပ်တဲ့ယင်းနီးယင်းနီးငွေပေါ့နော်မတီငွေရင်းကိုကျွန်တော်တို့ချီးပေးတာမျိုးပေါ့နော်ဒါမျိုးလေးဆောင်ရွက်มาဖြစ်ပါတယ်ရှင့်ပြီးလို့ရှင့်လုတ်သားတို့အတွက်တင့်တင့်မြတ်တဲ့အနိုင်ဆုံးအခကျင်းငွေပြင်ဆင်တတ်မှတ်ဖို့ပေါ့နော်အဲကြရင်ဒါရီကတော်တော်လေးပညာရပ်ဆံပါတယ်ရှင့်ကျွန်တော်တို့ကဒီကုံစိမ်းနှုံးတွေကိုချိမယ်ချိပြီးလို့ရှင့်လူတစ်ယောက်ကိုတနေ့ဘယ်လောက်သုံးသုံးဆွဲတာလဲဘယ်လောက်ကုန်တာလဲမိသားစုတစုဆိုဘယ်လောက်ကုန်တာလဲစသဖြင့်ပေါ့နော်ဒါနဲ့ကန့်ညီပြီးတော့မှကျွန်တော်တို့ကအနိုင်ဆုံးလုခလာစားကိုတတ်မှတ်မှာဖြစ်ပါတယ်ရှင့်